င်ညာဦးမျိုးနဲ့နှစ်တယောက်တိုက်နယ်ကျေးရွာမှစစ်ကြောင်းထိုးထွက်လာတဲ့အင်အား150ခန့်ရှိစစ်ကောင်စီစစ်တပ်စစ်ကြောင်းကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့တောင်သာမြို့နယ်ပပကကကြေညာချက်ထုတ်ပြန်ပါတယ်။ ဲ့ဒီစစ်ကြောင်းဟာညောင်ဦးမြို့နယ်ထဲကကံမရွာဈေးမကြီးရွာစင်သားမွေးရွာ တောပြရွာတနက်ပင်ရွာက ပြည်သူနေအိမ်များကိုစက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်နော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 ်ဘာကြီးရောက်တော်ပြီတော်ပြီတော်ခဲ့ငါငါရရရ ဒီနောက်မြောင်ဦးမြို့နယ်နဲ့နေချင်းဆက်တောင်သာမြို့နယ်အနောက်ချမ်းကျေးရွာများစီတို့26ရက်နေ့ဇွန်လမှာစစ်ကြောင်းဦးတည်လာခဲ့ပါတယ်။ ီးနေမှာပဲစစ်တပ်စစ်ကြောင်းဟာတောင်တော်မျိုးနဲ့နောက်မြောက်ချမ်းကျေးရွာများစီဥတီလာတဲ့အတွက်တော်လန်ရေးအဖွဲ့များကတွားရောက်ကာကွယ်တိုက်ခိုက်နိုင်လို့လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ ဒီနောက်စစ်တပ်စစ်ကြောင်းကိုစစ်ကူပေးဖို့အတွက်မြင်းချံမျိုးမှအင်အားဖြည့်လာတဲ့စစ်သားနဲ့ပြူစောထီများကတောင်တာမျိုးနယ်တပင်ကံရွာကနေလက်နက်ကြီးနဲ့တီးကုံကြေးရွာကိုပစ်ခတ်ခဲ့ပါတယ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးများတီးကုံရွာက နေအိမ်ပေါ်ကြားရောက်ပောက်ကွဲလို့ရွာသားအမျိုးသားနှစ်ဦးနဲ့ မျိုးသမီး2ဦးသေဆုံးကပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ကုန်းရွာကရွာသားများအားလုံးလည်းထွက်ပြေးဆစ်ဆောင်သွားခဲ့ရပါတယ်။ ီနောက်စစ်တပ်စစ်ကြောင်းဟာမြောင်ဦးတောင်ကနေဆက်မြင်တိုင်းထွက်သွားကတောင်တာမြို့နယ်ကင်းစလုတ်ကျေးရွာသို့ရောက်ရှိသွားခဲ့ပါတယ်စတက်လေတက်ပတ်မှလည်း MI 35တိုက်ခိုက်ရေးရဟတ်ရေးနှစ်စီးနဲ့လာရောက်ပစ်ကူပေးခဲ့ပါတယ် 28ရက်မနက်အစောပိုင်းမှာတော့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာမြောင်းဦးမြို့နယ်ကတက်ရောက်ရဲစခန်းသို့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြတာကတော့နေပြည်တော်ရှေ့ရတတရင်မိချီလာတော်လန်ရေးအင်အားစု DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်မြင်းချန်ခရိုင်တပ်ရင်းအမှတ်3လို့ဖြစ်ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။